ကျွန်တော်မင်္ဂလာပါကျွန်တော်တို့ knowledge zone channel အစီအစဉ်ပုံမှန်တစ်စက်နဲ့ရှုခင်ရှုခင်ပဲဖြစ်ပါကျွန်တော်ဒီနေ့တက်ဆက်ပေးခြင်းနဲ့အကြောင်းအရာလေးပါပေါ့နော်7နှစ်အရွယ်ကောင်လေးကြောက်ပါပေါ့နော်ကြောက်တုံးအဖြစ်ပြောင်းလဲသွားခဲ့တဲ့ရုပ်ကံတွေပေါ့နော်ဆိုတော့အဲ့ဒါလေးချက်လောက်ကြည့်ကြည့်လိုက်အောင်ဒီ7နှစ်အရွယ်ကောင်လေးကကြောက်တုံးအဖြစ်ပြောင်းလဲသွားခဲ့သူစစနော်ဒရောဘွားတွေကမျက်ခင်းထင်လို့တရားပြန်ပြုမနေပါဘူးကြောက်ဆိုင်ကြောက်ခဲတွေပြင်းနေကြောင်လန်းကြီးတစ်ခုကိုကက်ရှောက်ရတယ်လို့ကြမ်းတက်လို့နေပါတယ်သူနာမည်ကတော့ဂျူးဆက်ပါ သူကဒီကောင်လေးရဲ့ဖခင်ဖြစ်ပါတယ်ဖြစ်မယ်နော်ကောင်လေးနာမည်ကတော့မောလုခေါ်ပါတယ်ဒီနေ့စကားမှာတော့အချစ်လို့အဓိပ္ပာယ်ရပါတယ်မောကတာမန်လီတာရီနဲ့လောဝမတူဘဲနဲ့မွေးဖွားလာခဲ့တူးလို့ပြောရမှာပါဘာကြောင့်ဆိုရင် သူ့ရဲ့ရေပြားကအလုံးပူလောင်ပြီးတော့သူ့ကိုကြာကြာချစ်ရတဲ့ဘိုင်းကိုပါပူလောင်စေရအောင်ဖြစ်ပါတယ်ဒီရေပြားကြောင့်သူ့ကိုဘယ်သူမှမထိမကန့်ကျင်ကြပါဘူးတခါလေသူ့ရေပြားကြီးကအရန်ပူလာပြီဆိုရင်သူ့ဖေကသူ့ကိုပေါ့ဒီလိုရေစက်တိုက်လောင်းချပေးရပါတယ် နော်သူမေးလာတော့ငါသူမိပါရီကသူ့ကိုနတ်ဆိုးတကောင်လို့ထင်ပြီးတော့ကြောက်လန့်မိခဲ့ကြပါရီအဲတော့ငါသူ့ကိုကတော့ရေပြားနေကြကြအသက်ရှင်မယ်လို့မထင်ထားခဲ့ကြပါဘူးဒါပေမဲ့အန်ဟောစီကကောင်းစွာနေပြီသူကအသက်ရှင်ခဲ့ပြီးတော့ဆက်လက်ပြီးတော့လည်းရှင်းတန်းအောင်ပါပါဒါမှလည်းသူကတခြားတမန်ကလေးလိုမျိုး ကစားခုံစားစားတဲ့အရာတွေကိုတော့လုပ်နိုင်မှာမဟုတ်ပါဘူးအစားကတော့ဒီလိုရေပြားကြောက်လူတွေကသူ့ကိုဖားလို့ခေါ်နေရှိကြပါရီဒုက္ခနာကူကအရန်ပူလုံးလာကြောင်းသူဝဲလိုက်တဲ့အိမ်တွေကလည်း ။ဒလဲနဲ့ညစ်ပတ်ပြီးဟောင်းနှံကုန်ကြပါရဲ့။အကျန်းခံပြီးခိုင်ခန့်တဲ့သားနဲ့လှုပ်ရှားမှုတဲ့အဝိချေကအလဲကူနဲ့ဆွေးမြေ့တွားနေတာကြောင့်သူမိဘတွေကသူ့ကိုကြီးမားထူထဲတဲ့အဝိရှားတွေဝေပီးကြရပါရဲ့။ဒီကင်ဖြစ်သူကိုဝင်ရှိစဉ်ကအရာရအရှင်ပြေပြီးတော့ဘာပြဿနာမှလည်းမရှိခဲ့လို့ကလေးမမွေးရင်ချင်းကြည့်တယ်ဂီရူဆိုင်နဲ့ရှောင်းရှောင်းမှုခံယူနိုင်ခဲ့ပါရဲ့။မိသားစုဝင်တွေမှာလည်းဒီလိုထူးခြားတဲ့အဖြစ်မျိုးတရားမှမကြုံဘူးတာကြောင့်ဝိလာမဲကလေးကိုအကောင်ပကတိတိုင်းပင်မျှော်လင့်ထားခဲ့ကြပါတယ်။ဒီကလေးကိုရှေးဥမှာမွေးခဲ့တာဖြစ်ပြီးတော့ ။ဒါမှတရေမွေးသလိုပဲမွေးခဲ့ကြတာပါ။ဒါမှကလေးဦးမီးရင်ပိုက်ထဲကဆွဲထုတ်လိုက်တဲ့အချိန်ခဏလေးမှာဆရာဝန်ကြီးထိလန့်ကုန်ကြပါ යි ။ဆရာဝန်ကြီးကဒီကလေးမှာအရေးရာယောဂတစ်မျိုးဖြစ်နေရမလို့ပိုကောင်းတဲ့ဆေးရုံတစ်ခုစီကိုသွားရမယ်လို့သူတို့ကပြောပါ යි ။ဒါမှအချိန်လေးဖို့မဆိုးလာခင်သူ့ကိုချက်ချင်းကူတာနိုင်အောင်ပါ။ပြိုသွားမယ့်ဆေးရုံကဘရုံးမထနိုင်တဲ့အရန်ဆေးကြီးတဲ့ဆေးရုံဖြစ်တာကြောင့်အခက်အခဲတိတ်ခဲ့ကြပါ යි ။ဒါကြောင့်တဘာဝရှိဘဝင်ပင်နေတဲ့ကုမဲလို့ရှုံးချလိုက်ကြပြီးတော့ဒုက္ခတာဦးတိုင်းရင်းစင်းနေတဲ့တုံးခဲ့ကြပါရဲ့ ပြောင်းလဲတစ်ခုဖြစ်လာဖို့ရည်ရွယ်ရင်းနဲ့အစမ်းကုန်ကြိုးစားခဲ့ကြပြီးအောင်မြင်ခဲ့ကြပါဦး။ကောင်းလေးရဲ့ခြေနေကအပြေရောက်လာနေမြန်ပူရှိုးလာပါရဲ့။အခုသူ့ရည်ရကတရေချပူမှုကြမ်းတမ်းလာနေပါရဲ့။ဒီပါရီကလည်းဒီဖြစ်ရှိုးရည်ကိုပြောင်းလဲဖေးချင်ပေမယ့်ဘာမှမတတ်နိုင်ကြရှာပါဦး။ဝေးပြီးနေနေကြမှာတော့သူ့ရည်ပြားတွေကပုံမှန်ထက်ထူးကဲစွာစပြော့အပူချိန်မြင့်တက်လာကြပါရဲ့။သူပင်နာနေရဲ့တယောက်ချင်းတိုင်းဒီပူတံကိုခံစားရတဲ့အချိန်ရှင်နေစွာရှိခဲ့ပြီးတော့သူတက်ကြည့်လာလေလေပုံရှုလာလေလေပါပဲ။ ဒီလိုနဲ့သူ့ရေပြားတွေကအပူလောင်ကုန်ပြီးအခုမြင်ရလို့ပဲမာကျော်ကြံတန်လာပါရဲ့။သူ့ဝတ်တဲ့ဝတ်စားတွေကလည်းအပူရန်ကြောင့်စတင်ရှင်းနေလာကြပါရဲ့။အဲဒီချိန်ကနေစလို့သူ့ဖေကကောင်းလေးထွက်အဝတ်စားထူထူတွေဝယ်ဖို့စတင်ဆုံးဖြတ်ခဲ့ပါရဲ့။သူ့ရေရောက်လာချိန်မှာတော့ကျောင်းသားဘူးပြောလာပါပဲ။သူ့ဝမ်းကြောက်ရတဲ့ချိန်ကြောင့်သူ့ကိုလက်ခံပေးမဲ့ကျောင်းကရှားလာလို့ဆိုခက်ခဲပါရဲ့။နောက်ဆုံးမှာတော့သူတက်လို့ရမယ့်ကျောင်းကိုတွေ့ခဲ့ပြီးတော့အဲဒီကျောင်းကသူ့ကိုစားတင်ဖို့အခွင့်အလမ်းပေးခဲ့ပါရဲ့။ သူကကြောင်းထက်နိုင်ခဲ့ပြီဆိုမှလည်းသူချင်းလေးကအရန်ကောင်းနေတော့မပြောင်းလဲသွားခဲ့ပါဘူး။ဘာကြောင့်ဆိုရင်သူကတခါလေခနာကူကအရန်ဖူလာပြီဆိုကြေတောင်းပြီးတော့အရေးခံနိုင်အောင်လို့အိမ်မမြန်မြန်ပြန်ပြေးရတာကြောင့်ပါ။ဒါ၍သူ့ကိုတန်းချင်အများစုပြတ်သွားစေပြီးနောက်နေ့တင်မှပြန်ပြန်တက်နေရစီပါရဲ့။ဒီလိုနဲ့ပဲညစ်ပအောင်ကြောင်းထက်လာခဲ့ရတာအခုထက်ထိပါပဲ။သူသွားတဲ့ကြောင်းကကြောင်းသားအများစုကသူ့ကို ကြောင်းလန့်ကြပြီးတော့စိတ်နှောင့်ရှက်ဖြစ်စရာနာမည်နဲ့သူ့ကိုခေါ်ဆိုကြပါရဲ့။ ဒါကြောင့်သူကကျောင်းမှာတငယ်ချင်းရခဲ့ပါတယ်။ဒီကျောင်းကြီးကျောင်းသူကကျောင်းပေါ်ရှင်းဝင်စားမှုအားနေတာလေသူဖေကဆိုပါတယ်။သူရဲ့အနာဝင်ချင်းကကလေးကလည်းသူ့ရေပြားကြောင့်သူနဲ့ဆော့ခဲ့ကြပါတယ်။နေရောင်အောင်မှာချိန်ကြကြနေတယ်လေသူ့ရေပြားကလည်းပိုးပူလာလေဖြစ်တာကြောင့်သူ့ရဲ့ချိန်များစုကိုအိမ်ထဲမှာပဲကုံရှုံးရပါတယ်။တခါလေဂျိုးဆက်စီယုံစီကနေဈေးတွေရတော့ရှိပါတယ်။ဒီစီကဒီကောင်ကြီးရဲ့ခနာကိုအပူချိန်ကိုကြာစီအောင်ကူညီပေးနိုင်ပါတယ်။ဆီယောင်းလေးကတော့ပိုကောင်းတဲ့စီယုံကိုခေါ်သားခြင်းကသာ အထီးရောက်ရှုံးကူတာနိုင်သည်မဲလူရွှေချပါတယ်။ဝင်မရှိတဲ့သူတွေဘွားအတွက်တော့ဒါကကြာရှုံးချင်ပါပြီ။ကောင်းနီခုကရေးပြကအပူလောင်တဲ့ဂျန်နေကြောင့်ဘိုးရပျက်စီးချင်းချင်းလာပါတယ်။ခဏခဏဓာတ်နဲ့ချစ်ချားအောင်အောင်ကိုရားရံနေပါတယ်။သူပြန်ပြောပုံရဒီလိုလုံးမှာပဲသူဖို့ပြီးတော့နေသားထိုင်တာရှိတော့ပါတယ်။သူမွေးချင်းတွေကလည်းအေးပြားဝေနာရီအတွက်တက်လာသွားစေဖို့ကုညီပေးတတ်ကြပါရဲ့။ဒါကကုညီသိမ့်မဖြစ်ပေမဲ့လည်းသူ့ကိုတော့ဂျင်းနေစေပါရဲ့။ ဘာလို့ဆိုရင်မွေးချင်းတွေကเจ้าနဲ့အိမ်နာဝင်းချင်းကလူတွေလိုမျိုးဘသူဘဝဖြစ်လို့เจ้าရုံနေရတာမျိုးမရှိဘဲနဲ့သူ့ကိုချစ်ပြီးကူးဆိုင်ပေးကြတာကြောင့်မာကျိုးဆက်ကသူသားလေးအတွက်တနေနာဖာမဆိုလုပ်ပေးမဲ့သူမျိုးဖြစ်ပါတယ်သူသားရဲ့အဝတ်တွေကိုရှော်ပေးရလိုမျိုးသူသားရဲ့ဘာရမှန်းတည်းသူပဲအကုန်တောင်းယူလုပ်ကြပါရယ်ကုန်ကြစီရှာမပေးနိုင်တဲ့အဖေတယောက်တည်းဒါကသူတို့ပေးနိုင်မြအရာရာဖြစ်တာကြောင့်ဒါဦးဆက်လုပ်သွားမယ်ဆိုလေအမြဲတမ်းရှင်းနေမှာပဲသူကပြောပါရယ် သူရေပြားကြောင့်ကလည်းနော်မောကပုံမှန်ဉဏ်ကောင်းပြီးတော့ချစ်စရာကောင်းတဲ့ကောင်းလေးတယောက်ဖြစ်တယ်လို့သူကရှိပါရီသူရဲ့ဒီလိုရေပြားကြောင့်ရိုင်းပေါ်နာချီမုံတိချင်းစရာအကြောင်းပြချက်များစွာရှိနေပေမဲ့သူကမြုံနှံစရာကောင်းတော့စေတဘောရပြေးသွားတဲ့သူဖြစ်ပါရီသူရဲ့ဒီလိုမူချင်းကောင်းနေကြောင့်ဒီဘာရီမှလည်းကုံယူရပါရီသူကမှုရမှအဲ့လိုမရပါဘူးသူရဲ့နှုတ်ချင်းလေးကြောင့်သူအဲ့နဲ့အဲ့ရကလည်းကြကြမခံမင်းနဲ့ဆွေးမြေ့သွားမှာပါ။ဒါကြောင့်ကျမ်းမြေမှာဖြားတစ်ချက်ခင်းပေးထားပြီးအဲ့နေရာမှာအိတ်ဆက်ရပါရဲ့။ ူမီတားချွေနေမွေးရပေါ်အိတ်နေချိန်မှာသူကတော့ဖျားပေါ်မှာအိတ်နေရတာကလေသူ့ကိုနာချင်းခံစားစီရတဲ့အကြောင်းရင်းတွေကတစ်ချက်ဖြစ်ပါတယ်။ဘူကောင်းတဲ့စီယုံတစ်ခုစီကိုသူသားလေးကိုပို့ရင်တာကြောင့်ဂျိုးဆက်ကအခုရင်ဆက်လက်တောင်းခံနေပါတယ်။တကယ်လို့သူသားလေးသာကြမှာရေးဖွဲ့စီကောင်းကောင်းတစ်ခုစီရောက်နိုင်ကြီးအချိန်နဲ့အများကြီးဘူကောင်းလာနိုင်နေမယ်ဂျိုးဆက်ကယုံကြည်ထားပါတယ်။ရော်လင်းချက်ကိုလမ်းမလို့သူရဲ့ဘာမှမဆိုဖြစ်လာနေပါတယ်။အဆုံးထိပေးခဲ့ကြသူအားလုံးကိုချီးကျူးတင်ပါတယ်ညာ။ ဖွင့်စုံနေကြွေးတဲ့အတွက်လည်းအလုံးကျေးဇူးတင်ပါတယ်နော်အခုလိုစိတ်ဝင်စားစားဗီဒီယိုလေးနေ့စဉ်တွေများပုံမှန်တက်ဆက်ပေးကြအောင်ဖီလို့ကျွန်တော် YouTube channel လေး subscribe လုပ်နေတယ် subscribe လုပ်တော့ပြချက်ပါနော်အလုံးကျေးဇူးတင်ပါတယ်